အားလုံးပဲမင်္ဂလာပါ။ DNA Live Channel နဲ့အတူလိုက်ပါရစေ။ကျွန်တော်ရဲ့နာမည်ကတော့တာညီပါ။ကျွန်တော်ရဲ့ YouTube Channel နဲ့ Facebook Page လေးကနေလူငယ်တို့တွင်ငွေကြေးသိပညာပေးဗီဒီယိုလေးတွေနဲ့စိတ်တက်မြင့်တဲ့ပုံမြင်လေးတွေကိုအမြဲတင်ဆက်ပေးလျက်ရှိပါရစေ။ဒီနေ့မှာတော့ညီငယ်တို့တွင် UAB အထာကျတဲ့လူငယ်တယောက်ဖြစ်စေမယ့်အချက်9ချက်ကိုပြောပြပေးသွားမှာပါ။ဒီအထက်ကနောက်ဆုံးချက်ဖြစ်တဲ့နံပါတ်9ချက်ကလူငယ်တယောက်တွင်အရန်ရေးပါတဲ့ချက်ဖြစ်တာကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားကြဖို့အကြံပြုရသည်အထာကြတဲ့လူငယ်တယောက်ဖြစ်စေဖို့အတွက်နံပါတ် ိုယ့်ရဲ့ယီမန်ချက်တွေကိုပါ လုံးမယ်ဆိုတာတွေကိုလှုပ်ဝက်ထားပါကိုယ့်ရဲ့ယီမန်ချက်ကဘာတွေဖြစ်တယ်ကိုပါရီလုံးမယ်ဆိုတာကိုလူတိုင်းကိုပြောမပြပါနဲ့ဘာကြောင့်လဲဆိုတော့လူတိုင်းကကိုယ့်လိုမဟုတ်တာကြောင့်ပါကိုယ့်ရဲ့ယီမန်ချက်ကဘာတွေဖြစ်တယ်ကိုပါရီလုံးမယ်ဆိုတာကိုတခြားသူတွေသိသွားရင် ကောင်းချိုးတက်ဆိုးချိုးတွေပဲဖြစ်စေနိုင်ပါတယ်ဥပမာဆိုကြပါစို့မင်းကကျောင်းသားတစ်ယောက်ဖြစ်ပြီးအတန်းထဲမှာပထမရဖို့ကြိုးစားနေတယ်မင်းဒီလိုကြိုးစားနေရအောင်တငယ်ချင်းတစ်ယောက်ကိုပြောပြလိုက်တဲ့ဆိုပါစို့ အဲ့ဒီတငယ်ချင်းရဲ့စိတ်ထဲမှာဘာတွေဖြစ်သွားမလဲထင်လဲပထမဆုံးမင်းကိုမနာလို့ဖြစ်မယ်ပြီးတော့မင်းကိုလေကြီးရဲ့ကောင်းလို့တွေးမယ်နောက်ဆုံးစာမိုးဝဲမှာမင်းပြောတဲ့အတိုင်းပထမနေရာကိုမင်းမရခဲ့ဘူးဆိုရင်အဲ့ဒီတငယ်ချင်းကပဲမင်းကိုတေချာဖို့ဆောင်ပြောင်းပြည့်ရဲ့ပြူပါလိမ့်မယ်ဒါကြောင့်မင်းရဲ့ညီမချက်တွေမင်းဘာတွေလုပ်မယ်ဆိုတာရောဘယ်သူ့ကိုမှမပြောပဲလုံးရတင်နေပဲတတ်သေးပြဖို့ကြိုးစားပါကဘာကျော်ဆိုမိတ်တစ်ခုလိုပါပဲတိတ်ဆိတ်စွာလှုပ်လှုပ်ပါမင်းရဲ့အောင်မြင်မှုဟာမင်းရဲ့အတန်ဖြစ်ပါသည် နံပါတ်1ရင်းခုန်တဲ့အလုပ်ကိုအတတ်နိုင်သောမလုပ်ပါနဲ့ဖောက်တဲ့နေညင်မဲနိုင်သောဖောက်တဲ့ပြဲရတယ်မိတ်ဆွေနဲ့ညင်မဲနိုင်သွားတော့မိတ်ဆွေပြဲရတတ်ပါတယ်ရင်းခုန်တယ်ဆိုတာကောင်းတဲ့အကျင့်မဟုတ်ပါဘူးအထာကြတဲ့လူငယ်တယောက်ဖြစ်ဖို့ဆိုရင်လည်းအော်ဂျီဟိတ်ကျင်ရင်းခုန်ပြောဆိုတာမျိုးအတတ်နိုင်သောရှောင်ကျင်ရပါမယ်ဒါကြောင့်ပြောဆိုဆွေးနွေးကြတဲ့အခါအချက်ကျကျထောက်ပြနိုင်မှုသာကြိုးစားပါမငင်းခုန်ပါနဲ့နံပါတ်3 ူတယောက်ကိုစကားပြောတဲ့အခါသူ့ရဲ့မျက်လုံးနှစ်ခုကြားစုံမတ်နေရကိုကြည့်ပြီးပြောပါမိစွေတယောက်နဲ့စကားပြောတဲ့အခါမှာပဲဖြစ်ဖြစ်လုပ်ငန်းကိစ္စတွေပြောဆိုဆွေးနွေးတဲ့အခါမှာပဲဖြစ်ဖြစ်စကားပြောတဲ့အခါမှာရှက်ကိုရှက်ကန်းနေမဝင်မရဲအမူအရာမျိုးတွေကိုယ်ဒီမှာပေါ်မလာအောင်ကြိုးစိုက်ပါတပတ်လူရဲ့မျက်ကုံးနှစ်ခုကြားနေရကိုကြည့်ပြီးပြောပါဒီလိုလုပ်တဲ့အခါမှာကိုယ့်ကိုယ်ကိုယုံကြည်မှုတွေတိုးဝါလာနိုင်ပါတယ်ပြီးတော့ကိုယ့်ရဲ့ပြောစကားတွေလည်းပိုပြီးထိရောက်အောင်မြင်တတ်ပါတယ်နံပါတ်၄ ဘယ်နေရာမှာဖြစ်ဖြစ်တတ်တတ်ရဲ့ရဲ့ဝစ်စင်နေတိုင်းမှာတောင်းမှာကိုလူမာဝစ်ဆိုတဲ့စကားရှိပါတယ်။အဝယ်စားဆိုတာလူတယောက်ရဲ့အစဉ်အတန်းကိုဖော်ပြတဲ့ပြယုံတစ်ခုပါ။ဒါကြောင့်အထာကြတဲ့လူငယ်တယောက်ဖြစ်ဖို့ဆိုရင်အဝယ်စားကိုတတ်တတ်ရဲ့ရဲ့ဝစ်စင်နေတိုင်းတတ်ဖို့လိုပါတယ်။လုပ်ငန်းဝင်ကိုရောက်တဲ့အခါလုပ်ငန်းဝင်နဲ့သက်ဆိုင်တဲ့ဝစ်စားကိုတတ်တတ်ရဲ့ရဲ့ဝစ်စင်ရမယ်။အပြေကိုထွက်တဲ့အခါလဲတရရစွာဝစ်စားစင်ရင်ပြီးမှထွက်ရမယ်။နောက်ဆုံးအနေနဲ့အိမ်မာနေတဲ့အချိန်မှာတော့ဘိုဒီဘတ်တီမနေပဲ အိမ်နေဝယ်သားတွေကိုတက်တက်ရဲရဲနဲ့ဝတ်ဆင်နေထိုင်ရပါမယ်။နံပါတ်၅ဂရီတီးရမယ်။ဂရီဆိုတာလူတယောက်ရဲ့ဂုဏ်ချက်တည်းဖြစ်ပါတယ်။သူကတော့ဂရီတီးတယ်။ပြောရင်ပြောတဲ့အတိုင်းလုပ်တယ်ဆိုပြီးချီးကျူးခံရတဲ့သူတယောက်နဲ့သူကတော့ဘယ်တော့မှဂရီမတီးဘူး။စကားကိုအမြဲတမ်းဘလောင်ဘလဲပြောတတ်တယ်လို့သတ်မှတ်ခံရတဲ့လူငယ်တယောက်။ဘယ်သူ့ကိုလူတွေကယုံယုံကြည်ကြည်နဲ့ပြောဆိုဆက်ဆံကြမယ်ထင်ပါသလဲ။အဖြေကရှင်းရှင်းလေးပါ။ဂရီတီးရဲ့သူကိုပဲ လူတွေကယုံကြည်စွာပြောဆိုဆက်ဆံကြပါလိမ့်မယ်။ဒါကြောင့်ဂရီတီပါဂရီစကားတခွန်းကိုအမြဲတံပိုးထားတဲ့လူငယ်တယောက်ဟာဘယ်နေရာပဲရောက်ရောက်ကောင်းမွန်ရင်ကော့ပြီးနေနိုင်ပါလိမ့်မယ်။နံပါတ်6လူတွေစီအားနေအမြဲမပြတ်သင်ယူပါ။စာသင်ကျောင်းနေရာနဲ့ပညာတွေကိုသင်ပေးလိုက်တဲ့ဆိုရင်ပဲဘဝတွေကလက်တွေ့ပညာတွေကိုတော့လူတွေရာပဲမင်းကိုသင်ပေးပါလိမ့်မယ်။လူကောင်းနေရာမင်းကိုချစ်ခြင်းမြတ်တာတွေစာနာနာလည်မှုတွေယောတာဖြူစင်မှုတွေအကြောင်းသင်ပေးကြမှာဖြစ်ပြီး မင်းပေါ်မကောင်းတဲ့သူတွေကတော့လောကလန်နေဒုက္ခဆင်းရဲတွေနဲ့မနာလိုမုန်းတိမှုတွေအကြောင်းသင်ပေးကြပါလိမ့်မယ်။ဒါကြောင့်ဘယ်လိုလူမျိုးနဲ့ဆိုရသည်ဖြစ်စေကိုယ့်အတွက်အသိပညာတကူကိုရအောင်ယူပါ။နံပါတ်9အချစ်ပူမမိပါသေးနဲ့။အချစ်ဟာလူငယ်တယောက်ကိုပျော်ရွှင်စေနိုင်တယ်လို့အလွန်ကြီးမားတဲ့စိတ်ဓာတ်ရည်နဲ့နာကျင်မှုတွေကိုလည်းပေးနိုင်ပါတယ်။ဒါကြောင့်လူငယ်ဘဝမှာအချစ်နဲ့ဆိုရတဲ့အခါအဲ့ဒီအချစ်ကကိုယ့်ကိုပျော်ရွှင်မှုတွေပေးနေလား။ဒီလိုမဟုတ်ဘဲနာကျင်မှုတွေ ိတ်ဓာတ်ရာတွေပဲပေးနေလားဆိုတာသိချဆန်းစစ်ဖို့လိုပါတယ်။ကိုပိုင်ထားတဲ့အချက်ကပျော်ရွှင်မှုတွေ၊ကြည်နူးခြင်းတွေကိုမပေးဘဲနာကျင်မှုတွေနဲ့စိတ်ဓာတ်ရာတွေပဲပေးနေရဲဆိုရင်အဲ့ဒီအချက်ကိုဆုံးလွတ်နိုင်ဖို့ကြိုးစားပါ။လူငယ်ဘဝမှာအချက်ဆိုတာကြုံကိုကြုံရမယ့်အရာဖြစ်ပါတယ်။ဒါဝိမဲ့အချက်ပူရင်းမိအပူလုံးကြွားပြီးလူလုံးမလားဖြစ်နေခဲ့ရင်အထာကျတဲ့လူငယ်တယောက်ဖြစ်လာနိုင်မှာမဟုတ်တော့ပါဘူး။ဒါကြောင့်ချစ်ပါအချက်ပူတော့မမိပါသေးနဲ့။ ဒါတွေကတော့အထာကျတဲ့လူငယ်တယောက်ဖြစ်စေမဲ့အချက်ခုနှစ်ချက်ပဲဖြစ်ပါတယ်။ညီငယ်များအားလုံးလည်းဒီဗီဒီယိုလေးကနေတန်ဖိုးရှိရတဲ့သုံးတစ်ခုကိုရရှိခဲ့ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ရက်တင်မှာလည်းပုံမကောင်းမွန်တဲ့ဗီဒီယိုလေးတွေကိုဖန်တီးတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ TNN Live Channel ဆိုရဲ Facebook Page နဲ့ YouTube Channel လေးကို Like Follow နဲ့ Subscribe ပြုလုပ်ပေးသွားကြဖို့တောင်းဆိုပါရစေဗျာ။ချစ်တော်မိမြန်မာနိုင်ငံတော်ကြီးလေအမြန်ဆုံးအေးချမ်းတာရပါသည်။ ကျေးဇူးအားပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းတို့ကိုလည်းကျေးဇူးတို့တင်ပါရဲ့ဗျာ